အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ drone လေးကိုတုံးပြီးတော့ဗောနော်ကျွန်တော် reading တစ်ခုလုပ်ပြီးသွားမှာဖြစ်တယ်အဲ့တော့ဒီနေ့မှာနှစ်ခုခွဲပြောချင်တာကတော့ဒီပထမတစ်ခုဗောနော်ဒါကတော့ကျွန်တော်တစ်နှစ်ဗောနော်တစ်နှစ်ရှိသွားပြီပုံရင်ကလေးကနေတုံးခဲ့တဲ့ drone လေးမှာကျွန်တော်က ကပ်ပုံစံအနေနဲ့လောက်ထားရတာပဲဖြစ်ပါတယ် တော့ကပ်ပုံစံနေနေရတယ်တမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ run နေနဲ့စပြီးတော့ကျွန်တော်ဗီဒီယိုကြည့်တဲ့မိတ်ဆွေတွေကိုစတဲ့မိတ်ဆက်ပေးတဲ့ခင်ကဒီ run တွေကတင်ဂေတာတွေပေါ့နော်တင်ဂေတာတွေကိုရှေးခေတ်ခါမှာဒါမျိုးဒီကတ်တွေပါနေမရှိရတဲ့ကြောင့်မလို့တသားတုံးလေးကြောက်တုံးလေးပေါ့မှာအဲ့ဒီတင်ဂေတာလေးတွေဆွဲပြီးတော့သုံးခဲ့ကြရဲဆိုပြီးတော့ကျွန်တော်ဒီခါရှင်းပြဘူးလေအဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာလည်းတကယ် run နေနေပေါ့နော် ပုံစံတူအောင်ဒီကြောက်တုံးလေးရေပေါ့နော်ဒီကြောက်တုံးလေးရေပေါ့မှာရွန်ရဲ့တင်ဂီတာလေးကိုဆွဲထားတာပဲဖြစ်ပါတယ်အဲ့ဒါလေးကိုမှားထားတာကျွန်တော်လည်းရှေ့၂ရက်လောက်ကမှရောက်တယ်ပေါ့နော်ဟုတ်အဲ့ဒါလေးနဲ့ကျွန်တော်ပထမဆုံး reading လုပ်ပေးခြင်းပါတယ်အဲ့တော့ပုံမှန်တိုင်းမှာကျွန်တော်တို့ကရွန်ကျွန်တော်၃ခုချပေးထားတယ်1 2 3ပေါ့နော်ဘေးဆွေကိုကြိုက်တာကိုရွေးချယ်လို့ရတယ် အဲ့တော့ပထမဆုံးတော့ကျွန်တော်ကက်နဲ့ run နေနေကိုလည်းတစ်ခါတည်းပဲရှင်းပြီးတော့ပြပြသွားမှာဖြစ်ပါတယ်ပထမဆုံး run 1ကိုရွေးချယ်ထားတဲ့မိတ်ဆွေတို့ကိုစပြီးတော့ renew လုပ်ကြည့်မယ်ဒီသင်္ကေတကြပါအဲ့တော့ဒီသင်္ကေတရဲ့သဘောတရားကတော့ fee who ပေါ့နော်ကျောင်းရတော်တော်များများဒီသင်္ကေတကိုနေရာတော်တော်များများမှာဒီလက်ကောင်းစီအောင်ဒီပုံမအောင်မြင်စီအောင်ပေါ့နော်အဲ့လိုအဆောင်အနေနဲ့အုံးကြရတချို့တွေတက်တူးနေနဲ့ ဒီဆွဲထားတာမျိုးတွေပေါ့နော်ရှိကြတာပေါ့နော်ဒါကတော့ဒီချမ်းသာမှုကြွယ်ဝမှုပေါ့နော်အောင်မြင်မှုအဲ့အရာတွေကိုကိုစားပြုပါတယ်ဒါပေမဲ့အဲ့ညံမှာချက်ဘာဘာတွဲပါနေလဲဆိုရင်တတိထားမှုတတိထားမှုဆိုတာကိုအောင်မြင်တယ်ချမ်းသာတယ်အဆင်ပြေရဆိုပြီးတော့ဆွဆက်ပြီးတော့ပေါ့နော်လွတ်ထွက်မသွားဖို့အတွက်တတိထားမှုတစ်ခုတော့လိုရဲဆိုပြီးတော့ဒီရုံးရဲ့တင်ဂီတာကနေပေါ်ပြနေပါတယ် ီးတော့နောက်ထပ်တစ်ခုကကြတော့ဒီ room run ကပုံမူတိုးတက်လာမှုပုံမူတိုးတက်လာတဲ့အရာတွေတနည်းအားဖြင့်တနည်းရွေးချယ်မှုဥပမာနိုင်ငံသားတော်ကိုပြင်ဆင်နေတာမျိုးတွေမှာတကယ်အောင်မြင်မတဲ့နေရာတစ်ခုကိုရွေးချယ်မှုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ပေါ်လာနိုင်တယ်ဆိုပြီးတော့လည်းအတိတ်ပဲရတယ်ပြီးရင်နောက်ထပ်တစ်ခါမှာ change ပေါ့အပြောင်းအလဲတွေပုံမူအောင်မြင်တိုးတက်လာတဲ့အပြောင်းအလဲမျိုးတွေရရှိနိုင်တဲ့အခြေအနေမျိုးကိုရှိနေတယ်ဆိုပြီးတော့လည်း ီဘုံကနေဖော်ပြပါဒါကတော့ကျွန်တော် fear room ကိုဖော်ဒီ renew ထားခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒုတိယမြောက် room ကိုရွေးချယ်ထားတဲ့မိတ်ဆွေတွေကိုကျွန်တော် renew တစ်ခု tap လုပ်မယ်အဲ့တော့ဒါကိုကြည့်လိုက်မယ်ဒီသင်္ကေတလေးကြားရပါတော့အဲ့တော့သူ့ကို gibo လို့ခေါ်ရပါတော့ဒီခါလေးမှာကျွန်တော်တို့ကသူတို့ရဲ့အတန်အတွက်ကကျွန်တော်တို့နဲ့စင်တူအောင်ထွက်ရတဲ့အကြောင်းလေးနေတော့အတန်အတွက်တော့ခက်တယ်ပေါ့နော်အဲ့တော့ gebo လို့လည်းတချို့ကလည်းထွက်ကြတယ်ပေါ့နော် အဲ့တော့ဒီကောင်ကဘာလို့ဒီ runs ကဘာကိုကိုသားပြုလဲဆိုရင်ကျွန်တော်က union ဖြစ်တာမျိုးပေါ့နော်ပုံမပေါင်းစည်းသွားတာမျိုးတွေဒီတယောက်နဲ့တယောက်ဘယူနာထားမှုတွေအဲ့တော့ဒီသင်္ကေတရပြောရမယ်ဆိုရင်အခုချိန်မှာခက်ခဲတွေပေါ့နော်ပြဿနာတွေရင်ဆိုင်နေရတဲ့ကာလမျိုးတွေမှာတုံးနဲ့တူပုံပုံပြီးတော့ပေါင်းစည်းသွားမဲ့အရာမျိုးတွေနောက်ထပ်တစ်ခုကတော့ဘာလဲဆိုရင် hospitality ပေါ့နော်တယောက်နဲ့တယောက်ဘယူနာထားမှုတွေ ပုံမဖြစ်ထွန်းလာနိုင်မဲ့အခြေအနေကိုရောက်ရှိလာလိုက်မယ်။လက်ရှိကြုံတွေ့နေတဲ့အချက်ခက်ခဲမျိုးတွေပြဿနာမျိုးတွေကိုရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာခုနကကျွန်တော်ပြောခဲ့တဲ့အချက်တိုင်းပဲကြောင်းနဲ့တောင်မြင်တာထားရမယ်။စေတနာထားရမယ်။ကိုညင်းစာပြတရားထားရမယ်။ပြီးရင်နောက်ထပ်တစ်ခုကဘာဖို့ဖြစ်ရမလဲဆိုရင် union ပို့ပြီးတော့ဖြစ်အောင်စူးစမ်းခြင်းအပြင်ခက်ခဲတဲ့ပြဿနာတွေကိုပြေလည်အောင်ဖြေရှင်းသွားနိုင်မယ်ဆိုပြီးတော့ဒီ run scale တွေကနေပေါ်ပြနေပါအဲ့တော့နောက်ထပ် round တစ်ခုအနေနဲ့ကတော့နောက်ဆုံးကျန်တဲ့ဒီတတိယမြောက်ပေါ့ number 3 round ကိုရွေးချယ်ထားတဲ့ mix တွေအတွက်ကတော့ဒီ round သိကြပါဗျ။အဲ့ဒီ round လေးရဲ့အသေးပဲကတော့ဘာလို့ဆိုရင်တော့ us ပေါ့။သူ့ရဲ့အတန်အတွက်ကတော့အနည်းတော့ခက်တယ်ပေါ့နော် us square ဒီအတန်အတွက်ပေါ့နော်။အဲ့တော့သူကဘာလဲဆိုရင်ဒါမိခင်သိရှိတာမျိုးတွေဘောင်းနံပါတ်သားချင်းမျိုးပေါ့နော်။အဲ့လိုမျိုးစိတ်ရှိတဲ့ ကိုပေါ့အကျိုးပြုမဲ့သူမျိုးတွေနဲ့တွေ့ဆုံရနိုင်တယ်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်။ပြီးရင်တစ်ဖက်ကလည်းသူတို့စီစီကနေလည်း energy တွေကိုအတွက်အများကြီးရနိုင်မယ်။တနည်းအားဖြင့် universe က energy တွေကိုလည်းလက်ခံရရှိလာနိုင်မယ်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်။နောက်တစ်ခုက purification ကိုယ့်ရဲ့စိတ်တွေကိုတစ်ခုခုပြဿနာကိုရင်ဆိုင်တဲ့နေရာမှာကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးရှင်းလင်းအောင်ထားပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။အဲ့လိုရှင်းလင်းအောင်ထားခြင်းအပြင် အဲ့ဒီခက်ခဲကိုဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုရက် solution တွေရလာမယ်ဆိုပြီးတော့လည်းအတိတ်ပဲရတယ်နောက်တစ်ခုက transformation ပါအဲ့လိုမျိုးကိုယ့်ရဲ့စိတ်ကိုတန့်ရှင်းအောင်စင်ကြင်အောင်ထားနိုင်လိုက်တာ ਨੇ transformation လို့ခေါ်တဲ့အပြောင်းအလဲတစ်ခုကိုစကြုံလာရမယ်ခက်ခဲနေတဲ့အချိန်မျိုးတွေပြဿနာတွေကြုံတွေ့နေတဲ့အချိန်မျိုးတွေမှာပြောင်းလဲကောင်းနေကိုယ့်အတွက်ရရှိလာမယ်ဆိုပြီးတော့ဒီ runs ကအတိတ်ပဲကနေပေါ်ပြနေပါတယ်ဒါတော့ကျွန်တော်ပုံမှန်ပြုလုပ်နေကြဒါတော့ ပုံစံအတိုင်းပဲကျွန်တော်ဒီ run thinking data လေးနဲ့ပထမဆုံး reading ဆောက်လုပ်ပြီးတာပဲဖြစ်ပါတယ်။ဒီရှေ့ပိုင်းမှာတော့ကျွန်တော် cut တွေနေကတော့တော့ချက်လုပ်ခဲ့ဘူးတယ်။ဒါကတော့တကယ် run တောက်တုံးလေးပေါ်မှာဆွဲထားတဲ့ run လေးနဲ့ပထမဆုံး reading ဆောက်လုပ်တာပဲဖြစ်ပါတယ်။အားလုံးပဲစီမံရမယ်လို့ပြောနေတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။